လာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်တွင်တာဝန်ထမ်းဆောင်နေသည့်စစ်တပ်ရှင်းနေချုပ်6ဦးတပြိုင်တည်းနှုတ်ထွက်ကြောင်းသတင်းထွက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နေပြည်တော်မှတာဝန်ရှိသူများနှင့်နှီးဆက်သည့်အထူးသတင်းရင်းမြစ်များထံမှသိရသည့်အရာအကြံဖက်စစ်ကောင်စီဥပဒေအားပေးရာဝန်ဆောင်မှုများကိုထမ်းဆောင်လာသည့်စစ်တပ်ရှင်းနေချုပ်6ဦးသည် မကြသေးမီနေများကတပြိုင်နက်တည်းတာဝန်မှနှုတ်ထွက်ကြောင်းသတင်းထွက်ပေါ်လာပြီးနိုင်ငံသားသတင်းအဖွဲ့များနဲ့တရားဝင်အရာရှိအချို့တို့ကလည်းထိုသတင်းကိုအတည်ပြုလာကြသဖြင့်နေပြီးတော့တဝိုက်တွင်ထူးခြားသောလှုပ်ရှားမှုအဖြစ်စိတ်ဝင်စားစရာဖြစ်ပွားလျက်ရှိကြောင်းသိရပါတယ်။တာဝန်မှနှုတ်ထွက်သည့်ရှေ့နေချုပ်များသည်နိုင်အနေငယ်လောက်မျှခွင့်ပြုထားသည့်အတွင်စစ်တပ်ဌာနဆိုင်ရာမှကူးပြောင်းထွက်ခွာသွားကြပြီး ထွက်ခွာမှုအကြောင်းရဲ့အဖြစ်လှုပ်ဆောင်ရအလုပ်များအပေါ်မညီမညာမှုများရှိသည့်အတွက်ဟုဖော်ပြတော်လဲအင်ကာရဲ့အကဲဖြတ်သူများကထိုအသည့်ထွက်ပေါ်လာသည့်ပြောင်းလဲမှုသည်စစ်ကောင်စီအတွင်ဖြစ်ပေါ်နေသည့်မတည်ငြိမ်မှုများနှင့်ဆက်နွယ်နိုင်ကြောင်းဖော်ထုတ်ပြောဆိုကြပါသည်ထို့ပြင်နှုတ်ထွက်သူများသည်လက်ရှိနေမည့်အခြေအနေစည်ရေးတရားမျိုးပေါင်းစုံဆုံးဖြတ်ရာတွင်အလွန်ဖိအားမြင့်မားလာခြင်းတရားရေးထောက်ပံ့ပြုရန်မလုံလောက်သောစနစ်ခေါင်းစဉ်များနှင့်နိုင်ငံတကာနိုင်ငံလုံးပြည်ပခအခြေအနေပြင်းထန်လာမှုကြောင့်ဥပဒေရေးရာတာဝန်ထမ်းဆောင်မှုပေါ်တွင် ညမချီပြင်းထန်မှုကြုံတွေ့နေရခြင်းစသည့်မကွဲပြားအကြောင်းရင်းများလိုက်ပါနိုင်ကြောင်းလည်းသူတည်တနာဖွဲ့များကခံမှန်းကြပါတယ်။နိုင်ငံတော်ရေးရာအကဲဖြတ်သူများကလည်းဤသည့်အဖွဲ့အစည်းမဆိုတရားရေးအရာရှိများကတပြိုင်နက်တည်းနှုတ်ထွက်ခြင်းသည်အဖွဲ့အစည်းအတွင်တင်းကျပ်မှုများနှင့်မတင်လျော်မှုများကြောင့်ဖြစ်နိုင်ပြီးဒီစားကိစ္စတစ်ခုတည်းဖြစ်မဖြစ်တတ်ကြောင်းထို့ကြောင့်စစ်ကောင်စီအုပ်ချုပ်ရေးအတွင်သွက်လက်သွာလာနေသည့်ချိုးပေါက်တန်ရောစင်များကပုံမှန်များပြလာနေကြောင်းတတောင်တတတာပြောဆိုကြပါရစေ။ ထိုသတင်းထွက်ပေါ်လာပြီးနောက်နေပြည်တော်ရှိတရားရုံးများနှင့်ဥပဒေဌာနများတွင်လှုပ်ရှားမှုတချို့အနှဲငယ်မြင်တွေ့ရပြီးအိမ်နောက်စုများတာဝန်ရှိသူများနှင့်လုံသက်ရှိသူများသည်လည်းသဘောထားမတိကျသည့်အခြေအနေအောက်တွင်ထုံပြန်နေကြသဖြင့်နေပြည်တော်တလွာအလုံးကလည်းစတင်အခြေအနေများကိုသတိထားကြည့်ရှုနေကြပါသည် ထိုကဲ့သို့တပြိုင်နက်တည်းနှုတ်ထွက်သွားသည့်ရှင်းနေချုပ်များအကြောင်းပုံမှန်ထုတ်ပြန်ချက်တစ်မျိုးကိုစစ်ကောင်စီဘက်ကမထုတ်ပြန်သေးတော့လေသတင်းရင်းမြစ်များအနေနဲ့အရေးကြီးသဘောတတ်မှတ်ထားသောစုံစမ်းစစ်ဆေးမှုများကိုဆောင်ရွက်လျက်ရှိကြောင်းအတိတ်အနာဂတ်ကိုဖော်ပြပြောဆိုလျက်ရှိပြီးအများပြည်သူကလည်းဘကိုမန္တလေးနဲ့နေပြီးတော့တဝိုက်လာရောက်ဆောင်ရွက်နေသည့်တရားရေးလုပ်ငန်းများအပေါ်မြို့သို့တက်ရောက်လာမည်ကိုစောင့်ကြည့်လျက်ရှိပါသည်လိုအပ်သလိုပြန်လည်တဲဖြတ်ပေးရန်သတင်းထိုးချက်ရေးပေးရန်ခေါင်းစဉ်အစ်အပြောင်းပေးရန်လည်းမေးမြန်းနိုင်ပါတယ်ဆက်လက်ပြီးနယ်တလင်းတွင် ဓမငယ်ရဲစခန်းတောင်ကျိုကွက်တိရဲစခန်းအပါဝင် အကြံဖတ်စစ်တပ်တပ်ဆွဲထားသောနေရာများကိုဒီပိုင်းနဲ့ထဲဝင်ရောက်တိုက်ခိုက်မိရှုရှင်းလင်းနေဆိုတဲ့တွင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ပကိုးတိုင်းနတ်တလင်းမြို့နယ်ရှိဓမငယ်ရဲစခန်းတောင်ကျိုကွက်တိရဲစခန်းအပါဝင်အကြံဖတ်စစ်တပ်တပ်ဆွဲထားသောနေရာများကိုဒီပိုင်းနဲ့ဝင်ရောက်တိုက်ခိုက်ပြီးမိရှုရှင်းလင်းခဲ့ကြောင်း3801တက်ရင်ဒူရင်မှုကိုညီညီကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ28ရက်နေ့ည9:00နာရီခန့်တွင်နှဒလင်းမြို့နယ်ဓမငယ်ရွာရှိစစ်တပ်၏တစ်ချိုချံ အထွတ်တူစခန်းဓမ္မငယ်ရဲစခန်းနှင့်တောင်ညိုကွက်သစ်ရဲစခန်းတို့ကိုဒေါ်လန်ရဲတပ်ဖွဲ့များကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သားနှင့်ပြူစော်တီအားလုံးဆုတ်ခွာထွက်ပြေးသွားသောကြောင့်ဒေါ်လန်ရဲရဲဘော်များကိုရဲစခန်းအပဝင်စစ်တပ်တက်ဆွဲထားသောနေရာများကိုမိရှို့ရှင်းလင်းခဲ့ကြောင်းသိရပါသည်။မနေ့ကနဒလင်းမြို့နယ်ဓမ္မငယ်ရွာတစ်ချိုချန်းအထွတ်တူစခန်းအတွင်းမှာရှိတဲ့ဖြူခွေစစ်ခွေတွေအပါအဝင်ဓမ္မငယ်ရဲစခန်းကိုကျွန်တော်တို့တော်လန်ရေးရေးဘော်တွေကကြပြိုင်နေဝင်ရောက်တိုက်ခိုက်ခဲ့တာပါ စစ်ခွေးနဲ့ပြုတ်ခွေးတွေကကျွန်တော်တို့ဝင်တိုက်တဲ့အချိန်မှာအကုန်လုံးထွက်ပြေးသွားလို့စကန်းကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။နောက်ပြီးတောင်ကျုံကွက်တည်ရဲစကန်းကိုလည်းကျွန်တော်တို့ရဲဘော်တွေလက်နက်ကြီးတွေနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဟု3801တက်ရင်ဒုတက်ရင်မှုကိုညီညီကပြောဆိုပါတယ်။ ထိုးတိုက်ခိုက်မှုအတွင်ထွက်ပြေးသွားသောစစ်သားနှင့်ပြူစောတိများသည်မေဘူးကျွန်းပြူစောတိရွာတဲတွင်ရောက်ရှိနေပြီးအင်အား30ခန့်ရှိကြောင်းထိုးကျွာအတွင်ကိုလည်းဒေါ်လာရေးတပ်ဖွဲ့များကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးယနေ့နိုဝင်ဘာ28ရက်နေ့နနေ့7:45မိနစ်တွင် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်အစိုးရတိုက်ခိုက်မှုကိုတရင်3800တက်တရင်ယုံရဲဘော်များဖြစ်သောတက်ခွဲ2 4 6နှင့်9တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးဒေါ်လာရေးရဲဘော်များအထိကိမရှိကြောင်းသိရပါသည် ဆက်လက်ပြီးမင်းလက်ပံကျေးရွာအနီးမှာတိုက်ပွဲပြင်းထန်နေတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့တောင်ဘက်မင်းလက်ပံကျေးရွာအနီးမှာထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြားဒီနေ့နိုဝင်ဘာ28ရက်မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေလှုံ့ဆော်နေတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။တိုင်းမြန်မာနယ်စပ်နေချာမြို့တောင်ရင်ပေရှိမင်းလက်ပံရွာကိုနိုဝင်ဘာ22ရက်နေ့ကတည်းကစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ကူအာယူကာ အင်အားသုံးထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီးနိုဝင်ဘာ28ရက်နေ့အထိနှစ်ဖက်တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေစေဖြစ်တယ်လို့ခရင်တရင်ရင်းမြစ်ကပြောပါရယ်။ပွဲချံတိုက်ပွဲဖြစ်နေတဲ့မင်းလက်ပတ်တရုတ်ဆိုင်နာပါနောက်တော့စစ်တပ်ပြန်လည်သွားပြီးခုထိတွေ့တိုက်ပွဲဖြစ်နေစေလို့အဲ့ဒီခရင်တရင်ရင်းမြစ်ကပြောပါရယ်။နေဆက်ညင်းအနီမှာစစ်ကောင်စီတရက်လေချောင်းနဲ့လက်နက်ကြီးတွေပြစ်ခတ်တိုက်ခိုက်မှုကြောင့်ထိုင်းဘက်ခြမ်းနေဆက်လုံချုံရေးယူထားတဲ့ထိုင်းစစ်တပ်ကမိကိုပုံကားလုံခန့်နဲ့အချက်ပြပြစ်ခတ်ခဲ့တယ်လို့လည်းသိရပါဗျ။ တိုက်ပွဲပြင်းထန်မှုကြောင့်ဒေသခံတွေလည်းခက်ပြေးပုံအောင်နေရတယ်လို့ထိုင်းစစ်တပ်ကလည်းမြန်မာဘက်ကျမ်းမှဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေကိုစောင့်ကြည့်နေပြီးလုံခြုံရေးတွေတင်းကျပ်ထားတယ်လို့ထိုင်းနယ်စပ်သတင်းတွေမှာဖော်ပြထားပါတယ်။မင်းလက်ပံရွာဟောင်းဒီမိုကရေစီအကျိုးပြုခရင်တက်မတော် DKPA ရဲ့ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။နိုဝင်ဘာ27ရက်နေ့ကမြဝတီမြို့တောင်ပန်းမင်းလက်ပံရွာအနီးမှာစစ်ကောင်စီတပ်နဲ့ KNU တို့အကြားတိုက်ပွဲတွေဖြစ်နေချိန်ဘုံမူကြီးနိုင်ရွယ်ဦးဆောင်တဲ့ DKPA တပ်ဖွဲ့တွေကစစ်တပ်ဘက်ကနေပြီး KNU တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။ DGPA တပ်ဖွဲ့တွေတက်ဆွဲထားတဲ့တိုက်ခိုက်နေတဲ့နေရာကို KNU တပ်ဖွဲ့ကဝင်ရောက်ရှင်းလင်းခဲ့ရာ DGPA တပ်ဖွဲ့ဝင်230ဦးလက်နက်ချခဲ့ပြီးစခန်းကိုလည်းထိန်းသိမ်းနိုင်ခဲ့တယ်လို့ KNU ကဆိုထားပါတယ်။အဲ့ဒီနေရာမှာ DGPA ရဲ့အကောက်အွယ်ပေးမှုနဲ့ကြားဖြတ်အလုပ်ယုံလဲပတ်နေပြီးကြားဖြတ်လုပ်သားအင်အား2000ခန့်ရှိတာကိုစစ်ဆေးတွေ့ရှိရတယ်လို့ KNU ကြေညာချက်ကထုတ်ပြန်ထားပါတယ်။ဆလပီကြောက်တော်မျိုးကိုစစ်ကောင်စီဘုံကျဲတဲ့ဆွဲတဲ့ရင်ကိုတင်းဆက်ပြီးတော့မှဖြစ်ပါတယ်။ အာရကတက်တော် AA ထိန်းချုပ်ထားတဲ့ကြောက်တော်မျိုးနဲ့ကနေရာနှစ်ခုကိုဒီနေ့နိုဝင်ဘာ28ရက်မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲသွားပါတယ်။အမှတ်389အမြောက်တရက်နဲ့ကြောင်းဖိုကျေးွာအနီးကိုလည်းမနက်7:00နာရီခန့်မှာ Jet Fighter နဲ့ပုံကျဲသွားတယ်လို့ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ဒီထဲမှာလေကြောင်းကခဏခဏပတ်ပြန်နေတာပါဒီနေ့လဲမနဲ့အစောကြီးကလေးကပတ်ပြန်ပြီးကျေးတာလို့ပြောတယ်လို့ကြောက်တော်ဒေသခံတွေနဲ့အဆက်အသွယ်ရှိတဲ့သတင်းရင်းမြစ်တအုပ်ကပြောပါရယ်ဘုံကျဲမှုကြောင့်ထိခိုက်မှုအခြေအနေတွေကိုဆက်လက်စုံစမ်းမေးမြန်းနေစေဖြစ်ပါရယ် စစ်ကောင်စီက၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့တိုင်းနယ်ပြည်နယ်ကိုကုကမြို့နယ်63မြို့ကိုအောက်တိုဘာ31ရက်မှာအရေးပေါ်အခြေအနေထပ်မံကြေညာခဲ့တာမှာအေအေထိန်းချုပ်ထားတဲ့မောင်တော်၊မူးသီးတောင်၊ရတိတောင်၊ပုံနာကျော်၊ကြောက်တော်၊မြောက်ဦးပေါက်တော်၊မင်းပြမြေပုံအန်ရန်ပြဲတောင်ကုတ်တန်တွင်ဘွားမျိုးနေနဲ့ပလက်ဝါတို့ပါဝင်ပါတယ် အော်တိုဘာလကုန်ပိုင်းကနေ၍နိုဝင်ဘာလလယ်ပိုင်းအထိရခိုင်ပြည်နယ်ကမင်းပြပုံနာကျွန်ရတိတောင်မြောက်ဦးကျိန်နလီမြို့တွေကိုစစ်ကောင်စီကလေကြောင်းရေကြောင်းလက်နက်ကြီး drone တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့အရက်သား25ဦးထပ်မံတည်ဆုံခဲ့ပါတယ်။စစ်ကောင်စီကရှမ်းမြောက်မှာကိုကတ်တမတော် MNDAA တအောင်တမတော် TNL တို့နဲ့အပြစ်ရက်ပြီးတဲ့နောက်စစ်စင်ရေးနယ်မြေတချို့ကြုံသွားတာကိုအခွင့်ကောင်းယူပြီးလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာတယ်လို့ AA ကအော်တိုဘာ31ရက်မှာအတည်ပြုထားပါတယ်။ AA ဟာ2029စစ်စင်ရေးနယ်တူ 2023နိုဝင်ဘာ23ရက်ကစပြီးရခိုင်ပြည်နယ်မှာ